အဆိုတော့အတမွေးမဲကြောင်းနဲ့ကိုတယောက်တည်းကလုံလောက်တယ်။တယောက်တည်းလည်းလုံလောက်တယ်ပိုလည်းပိုသေးတယ်။အဲ့တော့ဒရာပူပူတင်ငန်းတိုက်ကိုဘာလို့လှုပ်ထားလဲဆိုတော့ဝီနီနဲ့အညီချုပ်ထားတယ်။အာဒီကထိန်ရဲ့အကျိုးအာဏာတင်ရလဲဓာခွဲဓာပြက်တေးသေးချာချာချုပ်လှုပ်ထားတယ်။ဒီ သင်္ကန်းမှသာလည်းရင်သူကကထိန်အာနိသင်အပြည့်ရတာဖြစ်ပါတယ်။ဟိုကကြတော့ဩတန်ဃာတော်တွေအဆင်ပြေအောင်ပေါ့နော်။ဟိုတာသနာတော်တွက်လည်းတကယ်ပဲအဲရီရွယ်ပြီးတော့မှပဲဒီသင်္ကန်းတိုက်ကိုထောင်ထားတာ။ဟိုသင်္ကန်းတိုက်တော့မဟုတ်သင်္ကန်းဆိုင်လေးပေါ့အသေးလေးပါဟိုအကြီးတော့မဟုတ်ပါဘူး။သင်္ကန်းတွေလည်းအများကြီးမရှိပါဘူးထင်လည်းမကြည့်ပါနဲ့။အခုဆိုရှင်သင်္ကန်းအစုံ90ပိုပိုပြောမယ်ဆိုရင်ဟိုတိတိကျကျတောက်ဝယ်ကြမလို့ဘူး။အဲကိုယ့်ရဲ့သင်္ကန်းတိုက်ကသင်္ကန်းတွေပဲထုတ်ပြီးတော့လှူလိုက်တာ။ ဗလာဖိုဖိုသင်္ကန်းတိုက်အကြောင်းပြောပြရမယ်ဗလာဖိုသင်္ကန်းတိုက်ကအရင်ရောက်ရတာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ပူပူမာကဈေးကြီးရဲ့သင်္ကန်းဆိုတာထက်အာဈေးရမ်းတက်တာတဲ့ဒီဥမာတချို့ဆိုရင်ဈေးမတက်နိုင်ကြဘူးပေါ့နော်။သင်္ကန်းက9000တန်ရှိလား9000တန်ရှိလားမေးကြရတယ်။အဲ့လိုမျိုးကြရင် तू က9000တန်လို့9000တန်လို့ကဒီသင်္ကန်းအတမကောင်းဘူး။အဲ့တော့တန်ကားတွေအတွက်အဆင်မပြေဘူး။ပါရတယ်ဝေ့ရတာယုံရတာအဆင်လုံးဝမပြေဘူး။အဲ့တော့တန်ကားတွေယုံလို့မရတဲ့ သင်ငန်းကိုပေါ်ပေါ်မရောက်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ပေါ်ပေါ်ကကိုယ့်ရဲ့ဟိုအသက်မွေးဝမ်းကြောင်းကအဆိုတော့လေ။အဆိုတော့ဆိုတော့အသက်မွေးဝမ်းကြောင်းနဲ့ကိုတယောက်တည်းကလုံလောက်တယ်။တယောက်တည်းလည်းလုံလောက်တယ်ပိုလည်းပိုသေးတယ်။အဲ့တော့တရားပေါ်ပေါ်သင်ငန်းလိုက်ကိုဘာလို့လှုပ်ထားလဲဆိုတော့ဝီနီနဲ့အညီချုပ်ထားတယ်။အာဒီကထိန်ရဲ့အကျိုးအာဏီတင်ရလဲဓာခွဲဓာပြက်တေးသေးချာချာချုပ်လှုပ်ထားတဲ့ဒီ သင်ကမ်းမှသာလျင်သူကကထိန်အာနိသင်အပြည့်ရတာဖြစ်ပါတယ်။အာကိုဝယ်ချင်တိုင်းဝယ်ပြီးသင်ကမ်းကိုဝယ်ပြီးတော့လူလို့ရတာမျိုးမဟုတ်ဘူးပေါ့နော်။အဲသင်ကမ်းကဓာခွက်တပြက် ဖြတ်ထားဖို့လိုတယ်အဲ့တချက်နောက်တစ်ခုကပေါ်ကြတော့ဩတန်ဃာတော်တွေအဆင်ပြေအောင်ပေါ့နော်ဟိုသာသနာတော်တွက်လဲတကယ်ပဲအဲယူယူဝယ်ပြီးတော့မှပဲဒီသင်္ကန်းတိုက်ကိုထောင်ထားတာဟိုသင်္ကန်းတိုက်တော့မဟုတ်သင်္ကန်းဆိုင်လေးပေါ့အသေးလေးပါဟိုအကြီးရောမဟုတ်ပါသင်္ကန်းတွေလည်းအများကြီးမရှိပါဘူးထင်လည်းမကြည့်ပါနဲ့ဒါပေမဲ့အခုလိုမျိုးကတကယ်ကထိန်ကာလရောက်ပြီးဝါဆိုကာလရောက်ပြီးအခုဆိုရှင်သင်္ကန်းအစုံ90ရောက်ပူပူပြောမယ်ဆိုရင်ဟိုတိတိအရင်တော့ဝယ်တယ်မလို့အဲကိုယ့်ရဲ့သင်္ကန်းထိုက်ကသင်္ကန်းတွေပဲချုပ်ပြီးတော့လှူလိုက်တာအဲ့ဒီမှာလဲသင်္ကန်းတွေက တို့ဈေးကြီးဆုံးတသိန်းခွဲနဲ့သင်ငန်းတွေကစပြီးတော့ပို့တော့အလှူတာအဲတစုံတစုံတသိန်းခွဲဝါပုတ်ချီတွေလည်းပါတယ်ဝါပုတ်ချီတွေရဆိုလို့ရှိရင်အာနှစ်သိန်းကျော်တယ်အဲ့လိုမျိုးသင်ငန်းကောက်ကောင်းလေးတွေပဲပို့လို့ရွေးပြီးလှူဖြစ်ပါတယ်ဟာဒီသားနဲ့တူတူရယ် ဟုတ်ဒီဇောင်းတိုင်းချစ်သူဆိုတဲ့ခြေနေထွက်ထားရတယ်။ဒါပေမဲ့အဲ့ခြေကတော့အရင်မပေါက်အောင်ဒါပေမဲ့ကိုကပေါက်စီခြင်းတာပေါ့နော်။သူကလည်းဒီဇောင်းတိုင်းချစ်သူဆိုပြီးတော့ဒီဇောင်းတိုင်းအကြောင်းကောက်ကောက်လေးတေချာရေးထားတာ။အဲဘိုးအဲ့တော့ရေးထားတော့ကရှမ်းပြည်နယ်ကကောင်လေးတယောက်ကိုကြိုက်တဲ့အကြောင်းဝင်ပါတာပေါ့နော်။ဟုတ်လားဘိုးတို့တောင်ကြီးတဇောင်းတိုင်းနာမည်ကြီးကိုအဲ့တော့အဲ့တော့ဘိုးနောက်ဆုံးချိန်2019မှာအဲဒီဒီဇောင်းတိုင်းနောက်ဆုံးအဲ့မှာဘိုးဘို့ နောက်ဆုံးတော့ရိုက်ခဲ့တာပေါ့နော်ကဲတောင်ကြီးကထင်အရန် sorry တောင်ကြီးတကြောင်တာအရန်စီတာအဲအဲ့ဒီစီတဲ့ဟာလို့ရိုက်ပြီးတဲ့အချိန်မှာပဲတခါလေကိုဗစ်ဖြစ်သွားအဲ့ဒီအချိန်ကစပြီးတော့ဒီတောင်ကြီးကထင်ဟိုတောင်ကြီးတကြောင်နဲ့မသွားဖြစ်တော့ဘူးပေါ့အရန်သွားခြင်းမှာမအားလဲပါပါစေမောခရင်ညတဲ့ဆောင်တိုင်းမှာမင်းနဲ့ပွေသေးတဲ့ပကကြိုက်တာရွေးဝဲအဲ့လိုညရှိပွေသေးတဲ့ပမဲ့ရှိပါဘူးရှာပေးပါဦးကျွန်မတယောက်လား ကျမလည်းရှာနေနေနေညားနေဟိုရှာနေနေဟိုပြွေကြီးဖြစ်တော်မှာဟိုဘာလဲဟိုအဲ့ပိုးပိုးရဲ့ပြိသက်တွေပေါ့နော်ကလေးတွေကတော့သူတို့ရှိတယ်တဲ့မမရယ် the urban လုံနေပါတယ် urban လုံနေပြီးတော့12လပိုင်းလောက်ဖြစ်ဖြစ်တစ်လပိုင်းလောက်ဖြစ် urban အာ တစ်ခုရှိလာမှာပေါ့နော်နောက်တစ်ခုကဟိုဒီ one lady show ပေါ့နော်ဟို one lady show နဲ့ပတ်သက်တဲ့အာတခြင်းနေဟိုတခြင်းနေရောဗီဒီယိုဖိုင်တွေရော YouTube မှာပြန်ပြီးတော့ကျင်မှာပေါ့အာတစ်လပိုင်းလောက်ဆိုတော့ Evan ရောအဲ့ဒါရောဒီပိုင်းနဲ့တည်းအလုပ်တော်နေနေရှုပ်မှာထင်ပါတယ်အခုလောလောဆယ်တော့ဘို့ဟိုဟိုနေပွဲလေးတွေဆိုရင်းနဲ့ဟာလုပ်နေနေရှုပ် ဖျားသချင်းလေးတွေဆိုကျင်တာတော့ရှိပါတယ်အရေးတာတော့ရေးပြီးွားပြီတပုတ်ကတော့ရေးပြီးွားပါပဲကိုမလုတ်ဖြစ်သေးရပါတော့တပုတ်လည်းလုတ်ပြရမလုတ်ဖြစ်သေးရနောက်တစ်ခုကကြတော့အပို့တော့အတန်ကအဲ့လိုမျိုးဟိုမြမတန်မိန်းကလေးတွေကတော့ပို့ပြီးတော့ဖျားရှိခိုးအဲ့လိုပူစော်တဲ့ဟာလေးတွေပို့လိုက်တယ်မိသက်သားဆွေတွေပေါ့ဆိုလေအရန်တော်ရဲ့အဲ့ကလေးအရန်ချစ်ဖို့ကောင်းတယ်အဲသူတို့သူတို့ဟိုဆိုတာလေးနေထောင်ပြီးတော့သဘောကျတယ်။ဘူကတော့လို့ရိုင်းတော့မစိုးနိုင်ပါဘူး။ ဟိုကတော့ဟိုအများရန်ခိုးရင်ကလေးကချက်ပုကဲသမီးကအော်ဘန်ကနေပြီးတော့ဒီချိန်ထိဘောနော်ကိုကိုကိုလည်းအလိုဟိုပြေးဝတယ်လို့ဘယ်တော့မှမခံစားရဘူးအာဟိုကိုကိုကိုလည်းပြေဆုံးပြီးတော်တယ်လို့လည်းမခံစားရဘူးအများရန်သင်ယူနေခြင်းနဲ့အများရန်ကြိုးစားခြင်းနဲ့အများရန်အစ်စ်တစ်တွေကိုဖန်တီးခြင်းနဲ့အာအများရန်အာကောင်းမွန်တဲ့အလုပ်လုပ်တဲ့အများကြီးလွတ်ချင်ပါတယ်အဲ့ဒါတော့ဒါဟိုပရိသတ်ကိုလည်းပူပူကအကောင်းဆုံးနေပေးချင်တာအားကြောင့်အာဒီချိန်ထိပူပူချစ်ပေးထားတဲ့ ပေါ့ပီးစ်လေးတွေကိုအားလုံးချစ်ပါရဲ့ကျေးဇူးလည်းတော်ပါရဲ့အာဘူရဲ့ fan လေးတွေအကုန်လုံးအမ်အများကြီးကျေးဇူးတင်ပါတယ်ဒီကနေပြီးတော့အများကြီးချစ်ပါလို့ပြောပြရတယ်ဟိုပုံမှန်ဆိုတော့ဘောကနည်းနည်းမျက်နှာတိတိနေတယ်လို့လေဒီကနေချစ်တယ်နော်